ွန်ခဲ့တဲ့နှစ်20ကအေဗီယွန်နယ်မြေမှာတရှိတဲ့ဂဝန်လို့ခေါ်တဲ့တိုင်ပြည်မှာဘင်ကိုဝင်ကထိနှက်ဆိုးဆန်နေခဲ့ပါတယ်။ဘင်ကြီးမှာသမီးတော်တစ်ယောက်ရှိခဲ့ပြီးသူမရဲ့နာမည်ကအဲလီနာဖြစ်ပါတယ်။မင်းသမီးလေးမွေးကင်းစအရွယ်ကရှိနှက်ဆိုးတကောင်ဟာမော်ကာတာတစ်ခုကိုရွတ်ဆိုခဲ့ပြီးသူမရဲ့ခန္ဓာကိုယ်မှာဝင်ရောက်ပူကပ်ခဲ့ပါတယ်။အဲဒါကြောင့်မင်းသမီးအဲလီနာက ရှက်ပြာဖြစ်နေခဲ့ပြီးဉာဏ်ပညာမဲ့တဲ့အမျိုးသမီးငယ်တဦးအဖြစ်ကြီးပြင်းလာခဲ့ရပါတယ်။ပြီးတော့မင်းသမီးလေးမှာဂရန်ဟဲရာလို့ခေါ်တဲ့အထင်းတော်တစ်ယောက်လည်းရှိခဲ့ပါတယ်။ မင်းသမီးအလီနာရွေရောက်လာတဲ့အခါဘင်ဂိုဝင်ဟာကမ်လော့တိုင်ပြည်ကမင်းသားအသားနဲ့လက်ထပ်ဖို့စီစဉ်ခဲ့ကြပါတယ်။အဲဒါကြောင့်ကမ်လော့ကိုအချွေရန်နဲ့အတူထွက်လာခဲ့ကြပါတယ်။ကမ်လော့မှာဘင်ဟူသားမင်းသားအသားနဲ့ကမ်လော့ရဲ့ရဲမတ်တွေကဘင်ဂိုဝင်တို့လာမကိုကြိုဆိုဖို့စောင့်မျှော်နေခဲ့ကြပါတယ်။ဘင်ဟူသားကမ်လော့တိုင်ပြည်နဲ့ဂဝင်တိုင်ပြည်ရဲ့ကြားမာမိတ်ဖွဲ့နိုင်မှုမင်းသားအသားကိုမင်းသမီးအလီနာနဲ့လက်ထပ်စေလိုကြောင်းပြောပြခဲ့ပါတယ်။မင်းသားအသားကမင်းသမီးအလီနာနဲ့လက်ထပ်ရမှာကိုမသိခဲ့တာကြောင့်လုံးဝအံ့ဩသွားခဲ့ရပါတယ်။ အာသာက မင်းသမီးရဲ့လီနာကိုကြိုဆိုခဲ့ခြင်းမင်းသမီးရဲ့လီနာကအာသာရဲ့ရှေ့မှာတည်းမှောက်ရက်လဲသွားခဲ့တာကြောင့်အာသာစိတ်ပျက်နေခဲ့ရပါတယ်။မာလင်ကမင်းသမီးရဲ့လီနာရဲ့အခန်းကိုလိုက်ပြခဲ့ခြင်းမင်းသားအာသာကိုခွန်ကဘာဖြစ်နေတာလဲမေးခဲ့တဲ့အခါသူ့အဖေကမင်းသမီးရဲ့လီနာနဲ့လက်ထပ်စေလိုတာကြောင့်လို့အာသာကပြန်ပြောခဲ့လိုက်ပါတယ်။အဲ့ညမှာအာသာကမင်းသမီးရဲ့လီနာကိုသူမအဖေနဲ့လုံးဝမတူညီကြောင်းပြောခဲ့တဲ့အခါမာလင်ကသူမအမိနဲ့တူတာဖြစ်နိုင်ကြောင်းပြန်ပြောခဲ့လိုက်ပါတယ်။အဲ့လီနာရဲ့အမေကသူမအုံမွေးခဲ့တဲ့ကောင်ကဆုံးသွားခဲ့ရကြောင်းအာသာကမာလင်ကိုစိတ်မကောင်းစွာပြောပြခဲ့ပါတယ်။ မာလင်ထွက်သွားခဲ့ချိန်ဘီယင်ဦးသာရောက်လာခဲ့ပြီးဂမ်လော့ရဲ့လုံခြုံရေးနဲ့ဂဝန်တိုင်းပြည်နယ်မှာမိတ်တည်တတ်နိုင်ဖို့မင်းသမီးရဲ့အလီနာကိုလက်ထပ်ဖို့အာသာကိုဖျောက်ဖျောက်ခဲ့ပါတယ်။ဒါ့အပြင်အာသာကမင်းသမီးရဲ့အလီနာကိုမချစ်ကြောင်းပွင့်လင်းစာပြောခဲ့လိုက်ပါတယ်။တစ်ဖက်မှာမင်းသမီးရဲ့အလီနာကညှဉ်းညွနေခဲ့ပြီးပင်စာတကောင်ရဲ့ရုပ်အသင်ပေါ်လာခဲ့တာကြောင့်သူမရဲ့အထင်တော်ကရွှေရောင်မုံတွေကိုဖြန့်ပေးခဲ့လိုက်ပါတယ်။အဲ့ဒီညမှာမင်းသမီးရဲ့အလီနာရဲ့အထင်တော်ကဂမ်လော့ကနေတိတ်တိတ်ဆိတ်ခိုးတော်လာခဲ့ပြီးရေကန်တစ်ခုမှရှီနဲ့ဆိုးနဲ့တွေ့ဆုံခဲ့ပါတယ်။ တကယ်တော့မင်းသမီးအလီနာရဲ့ထိန်းတော်ကမှင်စာတကောင်ဖြစ်ပြီးရှီနက်ဆိုရဲ့အမေအရမင်းသမီးအလီနာရဲ့ထိန်းတော်ဖြစ်နေနေရတာဖြစ်ပါတယ်ရှီနက်ဆိုကကင်မရာကိုပိုင်ဆိုင်နေတာဖြစ်ပြီးမင်းသားအသာနဲ့မင်းသမီးအလီနာလက်ထပ်ဖို့အတွက်အခုလိုနှိမ့်ရှိလာများစွာကြောင်းစီစဉ်ခဲ့ကြတာဖြစ်ပါတယ်နောက်မနက်မှာအာသာနဲ့မင်းသမီးအလီနာကကင်မရာရဲ့အနီးတနေရာမှာမျက်စိထွက်လာခဲ့ကြပါတယ်မင်းသမီးအလီနာကကလေးဘွားတော်ကစမျက်စိကြွညင်ကြောင်းအာသာကိုပြပြခဲ့ပါတယ် အာသာကသူမအတွက်နှင်းစီပန်ဝင်ကိုလက်ဆောင်ပေးခဲ့ပြီးနောက်မာလင်ရောက်လာခဲ့ပြီးအာသာကသူ့ကိုမင်းသမီးရဲ့လီနာနဲ့မထားခဲ့ဖို့မှာနေခဲ့ပါတယ်။အဲဒီညမှာညစာစားပွဲတစ်ခုကျင်းပခဲ့ပြီးဘင်ဦးသားနဲ့ဘင်ကိုဝင်တို့ကအာသာနဲ့အလီနာတို့ကြားမင်္ဂလာပွဲကိစ္စကိုဆွေးနွေးနေခဲ့ကြပါတယ်။မင်းသမီးရဲ့လီနာရဲ့ထိန်းတော်ကဂါရက်စီကိုကတ်လာခဲ့ပြီးဂါရက်ကိုစိတ်ဝင်စားသလိုလုပ်နေခဲ့တာကြောင့်ဂါရက်ကစိတ်မသက်မသာဖြစ်နေခဲ့ရပါတယ်။မင်းသမီးရဲ့လီနာက မင်းသားအာသာကိုမချင်းမနစ်သက်ပဲသူ့အဖေကြောင့်သာလက်ထပ်ပွဲကိုလက်ခံခဲ့ကြောင်းသူမရဲ့ထိန်းတော်ကိုပြောပြနေခဲ့ပါတယ်။ နောက်မနက်မာလင်တိုထဲမှာသေးဦးတွေကိုလိုက်ရှာရင်းမင်းသမီးရဲ့လီနာရဲ့အထင်းတော်ကိုတွေးခဲ့ရတာကြောင့်အထင်းတော်နာကိုလိုက်သွားခဲ့ပါတယ်။ထင်းတော်ကရေစက်တနေရာမှာဖားတွေကိုသူမရဲ့ရှီလျားတဲ့ရှာနဲ့ဖမ်းဆားနေတာကိုမာလင်တွေးခဲ့ရတာကြောင့်လန်သွားကထွက်ပြေးလာခဲ့ပါတယ်။မာလင်ကဂါရက်ကိုအကြောင်းဆုံးပြပြခဲ့တာကြောင့်ဂါရက်ကဒီကိစ္စကိုဖော်ထုတ်ဖို့အထင်းတော်ရဲ့ခန်းစီကိုတိတ်တဆိတ်ထွက်လာခဲ့ပါတယ်။အဲဒီကမင်းသမီးအလီနာရဲ့ခေါင်းအောက်ကရွှေရောင်မင်သာမုန့်တွေကိုတွေးခဲ့ရတာကြောင့်ကြီးနေခဲ့ခြင်းအထင်းတော်ပြန်ရောက်လာခဲ့ပါတယ်။ အချင်းတော်ကသူမကိုရှာနေလာမိခဲ့တဲ့အခါဂါရက်ကမင်းသမီးအလီနာတို့အမွှေးနှံတာတစ်ခုလိုပေးဖို့လာမေးတာဆိုပြီးလိန်ပြောကပြန်ထွက်လာခဲ့လိုက်ပါတယ်။ဂါရက်ကရွှေရောင်မင်သာမုံတွေကိုတွေ့ရကြအောင်မာလင်ကိုပြပြခဲ့ပြီးအချင်းတော်ကမင်းသားတကောင်ဖြစ်နိုင်ကြအောင် မာလင်ကိုပြပြခဲ့ပါတယ်။ပြီးတော့သူမကဂါရက်ကိုစိတ်ဝင်စားနေတဲ့ပုံစံပြသခဲ့ကြအောင်မာလင်ကိုပြပြနေခဲ့ပါတယ်။မင်းသားများကရှီးလို့ခေါ်တဲ့နဆိုးတွေရဲ့အစေပါများသာဖြစ်ပြီးမင်းသမီးအလီနာကလည်းရှက်ပြက်ရှက်ပြက်ဖြစ်နေကြအောင်မင်းသားတကောင်ဝင်ရောက်ပူးကတ်နေတဲ့ပုံစံဖြစ်နိုင်တယ်လို့ဂါရက်ကမာလင်ကိုရှင်းပြခဲ့ပါတယ်။ ရှိလို့ခေါ်တဲ့နတ်ဆိုးတွေဟာနှစ်ပေါင်းများစွာအသက်ရှင်နေနိုင်ကြပြီးမင်းသမီးရဲ့လီနာစီမင်သားကိုပူကက်စေခြင်းကတနေ့မှာဘင်းဦးသားနဲ့ဂိုဝင်းအိန်တို့ပေါင်းစည်းအောင်ကိုချူသီးလို့ဖြစ်ရမယ်ဆိုပြီးမာလင်ကိုပြပြနေခဲ့ပါတယ်။မင်းသားအသားနဲ့မင်းသမီးရဲ့လီနာလက်ထက်ခြင်းကမင်းသမီးရဲ့လီနာဘင်မဖြစ်လာနိုင်ပြီးရှိနေဆိုးကကမ်းမလို့ကိုထိန်းချုပ်ချင်တာကြောင့်ဖြစ်ပါတယ်။ဂျပန်မှာဘင်းဦးသားအာသာနဲ့မော်ဂန်နာတို့ညအစားနေချိန်စေကန်ကွမ်ကစောင့်ကြည့်ပေးနေရပါတယ်။ဘင်းဦးသားအာသာရဲ့လက်ထက်ဝယ်ကြောင်ပြောနေခဲ့တာကြောင့်ကွမ်တယောက်စိတ်မသက်သာဖြစ်နေခဲ့ရပါတယ်။ ဒါပေမဲ့အာသာကမင်းသမီးရဲ့လီနာကိုမချစ်မနစ်တဲ့ကြောင်းညှင်းဆိုခဲ့လိုက်ပါတယ်။မောဂနာကအာသာနဲ့ကွန်တို့ရဲ့အကြည့်ကိုတည်ထားမိခဲ့ပြီးသူတို့နှစ်ယောက်ချင်နေတယ်ဆိုတာသိသွားခဲ့ပါတယ်။အဲဒီညမှာမာလင်ကမင်းသမီးရဲ့လီနာရဲ့ခံပေးကနေခိုးကြည့်နေချင်းအထင်းတော်ကရွှေရောင်မင်သာမုံတွေကိုမင်းသမီးရဲ့ပေါ်ကိုဖြန့်ပေးလိုက်ချင်းကြောက်ရွံ့ကောင်းတဲ့မင်းသာပုံစံကိုတွေ့ခဲ့ရပါတယ်။အဲဒါကြောင့်မာလင်လန်သွားခဲ့ပြီးထိုင်ကုန်လဲသွားခဲ့တာကြောင့်အတန်ကြာသွားတဲ့ထင်းတော်ကမာလင်ကိုတွေ့သွားခဲ့ပါတယ်။ မာလင်ကဂါရက်စီပြန်လာခဲ့ပြီးအချောင်းသူပြပြတာကြောင့်ဂါရက်ကမင်းသမီးခနာကိုတည်းရမှင်သာကိုမောင်းထွန်နိုင်တဲ့ပညာကိုရှာဖွေဖို့မာလင်ကိုမျှော်စာအုပ်ပေးခဲ့လိုက်ပါတယ်။များစွာတဲ့ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီးတော့ဂါရက်ကစာအုပ်ထဲမှာရှေးအောင်စေးတစ်မျိုးကိုရှာဖွေတရှိခဲ့ပေမဲ့အဲဆေးကိုဘလို့ဖော်ဆရမယ်ဆိုတာမသိပဲဖြစ်လို့နေပါတယ်။တစ်ဖက်မှာဂွမ်ကမင်းသားအသာစီလာခဲ့ပြီးသူတို့နှစ်ယောက်ရဲ့ခံစားချက်တွေကိုရင်ခွင့်နေကြပါတယ်။အပြင်ကလူတွေအတွက်သူတို့နှစ်ယောက်ရဲ့ချစ်တွေကယူသွတဲ့စေကူတစ်ခုလို့ဂွမ်ကပြောခဲ့ပေမဲ့အာသာကစိတ်ဆင်းရဲတာထက်အယူလို့ပဲထင်ခံလိုက်မယ်ဆိုပြီးဂွမ်ကိုပြန်ပြောခဲ့လိုက်ပါတယ်။ ကွမ်ကအာသားကိုအယ်လီနိုင်းလက်ထက်မယ်ဆိုရင်ဂမ်မလော့ရဲ့ထိုက်တန်တဲ့ဘင်ရန်တပါဖြစ်လာတဲ့အခါသူမကဘေးကနေစောင့်ကြည့်နေပါမယ်လို့အာသားကိုပြောခဲ့လိုက်ပါတယ်။နောက်တစ်ရက်မှာအာသားကမင်းသမီးရဲ့အင်နာကိုလူများရှိမှလက်ထက်ခွင့်တောင်းခဲ့လိုက်ပါတယ်။အဲ့ချိန်မာလင်ကဂါရက်ဖော်ဆက်နေတဲ့ဆေးကိုမင်္ဂလာပွဲမတိုင်မီအမြန်ပြီးတက်ဖို့ပြောခဲ့တဲ့အခါဂါရက်ကရှင်တော်တွေမှသာပေါရောက်တဲ့ရှားပါတဲ့ပန်းနဝင်လိုပဲသေးတာကြောင့်မာလင်ကိုရှာခိုင်းခဲ့ပါဗါးခန္ဓာပြီးသွားတဲ့အခါဂါရက်ကဆေးဖော်ဆက်နေခဲ့ချိန်မာလင်ကရှင်တော်တွေကဂါရက်ရှာခိုင်းတဲ့ပန်းကိုယူလာခဲ့ပြီးဂါရက်ကိုပေးခဲ့လိုက်ပါဗါး ပြီးတော့မင်းသမီးခန္ဓာကိုယ်ကနတ်ဆိုးထွက်သွားတဲ့အခါမင်းသမီးကစိတ်သက်လူသင့်နဲ့နေလို့ထိုင်လို့ကောင်းသွားလိမ့်မယ်လို့ဂါရကပြောခဲ့လိုက်ပါတယ်။တစ်ဖက်မှာမင်းသမီးလေးရဲ့ထိန်တော်ကရှီနတ်ဆိုးဒီကိုတွားခဲ့ပြီးမာလင်ကသူတို့ရဲ့အစီအစဉ်တွေကိုသိနေကြောင်းလာပြောခဲ့ပါတယ်။အဲဒါကြောင့်ရှီနတ်ဆိုးကကမ်မလော့ကိုရောက်လာခဲ့ပြီးမာလင်ကိုတိုက်ခတ်ခဲ့ပါတယ်။မာလင်ကမော်တော်ဝေးကိုတုံးပြီးရှီနတ်ဆိုးကိုပြန်လည်းတိုက်ခတ်ခဲ့ကနတ်ဆိုးကိုဖျက်ဆီးနိုင်ခဲ့ပေမဲ့ဂါရက်ဖော်ဆက်ထားတဲ့ဆေးဗလင်ကြာကွယ်သွားခဲ့ရပါတယ်။အဲဒီညမှာဂါရက်ကဆေးကိုအစ်ပြန်လည်းဖော်ဆက်ခဲ့ပြီးမနက်ခင်းမှာဆေးကိုဖော်ဆက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့မင်းသမီးရဲ့လီနာကိုစီတိုက်ဖို့ကသူနာမှာအထင်းတော်မရှိမှဖြစ်တာကြောင့်အထင်းတော်ကိုပါထုတ်ဖို့မာလင်လို့စီစဉ်ခဲ့ရပါတယ်။ဂါရက်ကအထင်းတော်ကိုပါထုတ်ဖို့အတွက်သူနဲ့တွေ့ဆုံဖို့နန်းတော်ရဲ့လူရခန်းဒီကိုအထင်းတော်ကိုချိန်ဆခဲ့လိုက်ပါတယ်။အဲဒါကြောင့်အထင်းတော်ကဂါရက်ကိုလာတွေ့ခဲ့ပြီးလှုပ်ဝက်ခံကိုရောက်တဲ့အခါမာလင်ကအခန်းကိုပိတ်ပစ်ကဖွင့်မရအောင်မော်ပညာနဲ့စီရင်ထားခဲ့လိုက်ပါတယ်။ဒါပေမဲ့အထင်းတော်ကမာလင်စီရင်ထားတဲ့မော်ပညာကိုချုပ်ဖြတ်နိုင်ပြီးတကားကိုဖွင့်နိုင်သွားခဲ့ပါတယ်။ အထင်းတော်ကမာလင်တို့နောက်ကိုပြေးလိုက်လာခဲ့တာကြောင့်မာလင်ကမှော်တောင်ဝင်းနဲ့အထင်းတော်ကိုတိုက်ခိုက်ခဲ့ပေမဲ့ဘာမှမဖြစ်ခဲ့တာကြောင့်ဂါရက်ကိုမင်းသမီးအလီနာဒီစစ်တိုက်ခိုက်ခဲ့ပြီးသူကအထင်းတော်ကိုတိုက်ခိုက်နေခဲ့ပါတယ်။တခဏကြာမှမာလင်ရဲ့မှော်တောင်ဝင်းကြောင့်အထင်းတော်ပျက်စီးပျောက်ကွယ်သွားခဲ့ရပါတယ်။မာလင်ကမင်းသမီးအလီနာကိုဆင်းမြန်တိုက်ခိုက်လိုက်တာကြောင့်မင်းသမီးကိုဘူးကနေတဲ့မင်းသားထွက်လာခဲ့ပါတယ်။မာလင်ကမင်းသမီးခန္ဓာကိုယ်ကထွက်လာခဲ့တဲ့မင်းသားကိုမှော်တောင်ဝင်းနဲ့ဖြက်စီးပစ်ခဲ့လိုက်ပါတယ်။မင်းသမီးအလီနာလည်းမင်းသားထွက်သွားခဲ့ပြီဖြစ်တာကြောင့်လူတစ်တယောက်လိုလမ်းဆန်းနေခဲ့ပါတယ်။ မင်္ဂလာပွဲချိန်နီးလာပြီဖြစ်တာကြောင့်မာလင်ကအာသာဒီကိုလာတွေ့ခဲ့ပြီးအခမ်းအနားသုံးဓာတ်တက်လက်ကိုပေးခဲ့လိုက်ပါတယ်။အာသာကမင်းသမီးအယ်လီနာကိုလက်ထပ်တင်လာလို့မာလင်ကိုမင်းနေခဲ့ပါတယ်။မာလင်ပြောပြတာကမချင်းမနစ်သက်သူကိုယူပြီးမပျော်ရွှင်ရတဲ့ဘရင်တစ်ပါးကတိုင်းပြည်ကိုကောင်းကောင်းအုပ်ချုပ်နိုင်မှာမဟုတ်ဘူးလို့ပြောခဲ့လိုက်ပါတယ်။ပြီးတော့ကမ်လော့ရဲ့ဘရင်လောင်းအနေနဲ့အနာဂတ်သဘဒိုသမီးလောင်းကိုသူကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်ဆိုပြီးအာသာကိုချန်ပေးခဲ့လိုက်ပါတယ်။အဲဒီနောက်မင်္ဂလာပွဲစတင်ခဲ့ပြီးအယ်လီနာကလည်းချောမလာပါတဲ့မင်းသမီးလေးဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဒါပေမဲ့အာသာကတော့သူမကိုမချစ်တာကြောင့်အဲလီနာကိုပွင့်ပွင့်လင်းလင်းပြောခဲ့တဲ့အခါမင်းသမီးအဲလီနာကလည်းအာသာကိုမချစ်ကြောင်းရိုးသားစွာပြောခဲ့ပြီးမင်္ဂလာပွဲကိုသဘောတူညီစွာဖျက်သိမ်းခဲ့လိုက်ပါတယ်။အာသာရဲ့လို့ရဲ့အကြောင်းဘင်းဦးသားဒေါ်သားထွက်သွားခဲ့ပြီးအာသာကိုဘင်းဖြစ်ဖို့အစင်းနဲ့မဖြစ်သေးဘူးလို့ပြောခဲ့တဲ့အခါအာသာကသူရှိရတဲ့မိမတယောက်ရဲ့ပံ့ပိုးမှုနဲ့သာဘင်းကောင်းဖြစ်လာနိုင်လိမ့်မယ်လို့အခိုင်အမာပြောခဲ့ပါတယ်။နောက်မနက်မှာဘင်ကိုဝင်နဲ့မင်းသမီးအဲလီနာကကမ်မလော့ကထွက်ခွာဖို့ပြင်ဆင်နေချိန်မင်းသမီးနဲ့ပတ်သက်ပြီးတခုခုထူးခြားနေကြောင်းမာလင်ကိုအာသာကပြပြနေခဲ့ပါဗျာ။ မင်္ဂလာပွဲအစီအမံပြီဖြစ်ခဲ့ပေမဲ့ဘရင်ကိုဝင်ကအာသာကိုကြီးမြတ်တဲ့ဘရင်တစ်ပါးဖြစ်လာနိုင်ပြီးသူ့အတွက်ဂုဏ်ယူနေဖို့ဘရင်ဦးတာကိုပြောခဲ့လိုက်ပါတယ်။မင်းသမီးအလီနာတို့ထွက်သွားခဲ့ပြီးနောက်အာသာကဂွမ်နဲ့တွေ့ဆုံခဲ့တဲ့အခါဂွမ်ကမင်းသမီးအလီနာကချစ်စရာကောင်းနေတာကြောင့်အာသာနဲ့တော့မထိုက်တန်ဘူးလို့အာသာကိုလောင်မြောင်ခဲ့ပါတယ်။အာသာကသူ့နှလုံးသားဟာအခြားသူတယောက်နဲ့သာသက်ဆိုင်ရောင်းဝင်ခံခဲ့ပြီးသူတကယ်ချစ်တဲ့သူနဲ့ပေါင်းစည်းနိုင်မလားဆိုတာအချိန်ကပြောလာလိမ့်မယ်လို့ဂွမ်ကိုပြောခဲ့လိုက်ပါတယ်။